ီးခဲ့တဲ့ episode 260နိုင်ငံရေးချိန်ဆက်7ကိုဘလို့ရိုက်ချိုးမလဲဆိုတော့ဆွေးနွေးတဲ့အပေါ်မှာ comment ပေးတဲ့သူအများစုကတော့ဒီနေ့ကန်တော်လှန်ရေးနဲ့ပဲရိုက်ချိုးနိုင်တယ်လို့ဆွေးနွေးခဲ့ကြပါတယ်။ဒါပါအောင်ပြလဲဆိုရင်ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ပြီးခဲ့တဲ့260စစ်အာဏာရှင်စနစ်အောက်မှာနေခဲ့ရတဲ့နိုင်ငံရေးဘဝနဲ့နိုင်ငံရေးအသည့်ကပေးလိုက်တဲ့သင်ငန်းစာကနေထွက်လာတဲ့တန်ဋိဌာန်လို့ပြောရမှာ တချို့ကွန်မန့်ရတာဒီတက်ပို့ပြီးလေးလေးနက်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 ရှမ်းရှမ်းဆွေးနွေးကြတာတွေ့ရပါတယ်ခုလိုရောဆွေးနွေးတတ်တယ်အများကြီးကျေးဇူးတင်ပါတယ်ဒီဒီဘက်တော့ဒီကိမ်းမိလိုက်တော့နော်အားလုံးပဲဒီဘက်ကဒိုးများသွားတယ်ထင်တယ်ရေနာနာနဲ့ပြောရတာပါပြောခြင်းစစ်ပိုကျုပ်ရဲ့ဆိုးရုံတော့လည်းရေနာနာနဲ့စီကတက်ရအဲဟိုကတိလာဒီလမေ28ရက်နေ့ကဘာနေ့လဲတိလာ အခု90တုန်းကရွေးကောက်ပဲကျင်းပခဲ့တဲ့နေ့ဆိုတော့အခုဆို30နဲ့အားနဲ့တော့ရှိသွားတယ်။အဲရွေးကောက်ပဲတော့လည်းဘုရားတရားအာနာမလွယ်ခဲ့ဘူး။ညစ်ပတ်တော့အာအဲ့ဆမ်းလိုက်ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းမှာတပီးထိုးရမယ့်အဓိကဘုရားကြီး9ဦးရှိပါတယ်။စစ်သူရဲကောင်းတွေတော့မဟုတ်ပါဘူး။မဲလိန်မဲခိုမဲညင့်လုတ်ခဲ့တဲ့ဘုရားတွေပါ။အခုကြည်နေတဲ့လူကြီးလူလက်လူငယ်တွေအပါအဝင် ပန်းနဲ့ချီတဲ့ပြည်သူတွေရဲ့အသေးကြကမဲပြတွေကိုအကြိမ်ကြိမ်နင်းချေဖျက်ဆီးခဲ့တဲ့သူတွေပါကျွန်တော်ကတော့သူတို့ကိုရွေးကောက်ပွဲဖျက်တဲ့ပြစ်သားတွေလို့ခေါ်ကြပါတယ်ရွေးကောက်ပွဲဖျက်တယ်ဆိုတာတိုင်းပြည်မှာဒီမိုကရေစီ စိတ်သုံးပြတ်သုံးအောင် လုပ်တာပါဆိုတော့သူတို့အားလုံးဟာဒီမိုကရေစီကိုဖျက်ဆီးတဲ့တပိုင်းတရားခံတွေပါပြည်သူတွေရဲ့မဲပေးပိုင်ခွင့်တွေကိုလည်းပိတ်ပင်ခဲ့တဲ့သူတွေပါတပိုင်းတခြားရွေးကောက်ပွဲတွေကို တို့ဘလို့လိန်ဘလို့ညစ်ဘလို့ဖြက်စီးခဲ့တယ်လဲ2020ရွေးကောက်ပွဲရလဒ်ကိုဖျက်ခဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကလည်းဒီဇင်ဘာမှာရွေးကောက်ပွဲကျင်းပဖို့ပြင်နေပါပြီပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲလုပ်မှုတော့ကျွန်တော်ပြောကြတာရှိတယ်ဒါကျွန်တော်တို့ခိုင်မှာလုပ်မှာပါအဲ့ဒါလုပ်မှာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံဘိုးချက်အောင်မြင်ရမယ်ဗျသူကျင်းပမဲ့ရွေးကောက်ပွဲကရောအနာလွဲဖို့လားအနာမြဲဖို့လားအဲ့ဒီကနေကောင်းကျိုးတွေအဲကောင်းကျိုးတော့ရှိမဲ့ပုံမရှိဘူးဆိုတော့ဘလို့ဆိုးကျိုးတွေ ထွက်လာမလဲအာရှနိုင်ငံတွေထဲမှာကျွန်တော်တို့နိုင်ငံကဒီမိုကရေစီရွေးကောက်ပွဲစနစ်ကိုအစောဆုံးကျင့်သုံးခဲ့တဲ့နိုင်ငံတွေတဲကတနိုင်ငံမှာ1948လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ၄နှစ်တစ်ကြိမ်ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါတယ်1951 52မှာတစ်ကြိမ်1956မှာတစ်ကြိမ်1960မှာတစ်ကြိမ်အားလုံး၃ကြိမ်ပါပြည်သူတွေကသူတို့ကြိုက်တဲ့ပါတီတွေကိုရွေးချယ်နိုင်ခွင့်ရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာတခြားအရှိတောင်အာရှနိုင်ငံတွေနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင် လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲတွေကျင်းပတာနှစ်နိုင်ငံပဲရှိပါတယ်မြန်မာနဲ့ဖိလစ်ပိုင်မှာအဲ့ဒီနှစ်နိုင်ငံထဲမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံနံပါတ်1လို့ပြောရအောင်ထိုင်းနိုင်ငံပါဝင်တခြားရှစ်နိုင်ငံမှာရွေးကောက်ပွဲဆိုတာတည်တည်ချာချာမရှိခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာ1962ခုမတ်လ2ရက်နေ့မှာဝန်ဒီဝင်းရဲ့အာဏာသိမ်းမှုကြောင့်အခြေစကျလာပြီဖြစ်တဲ့ရွေးကောက်ပွဲစနစ်နဲ့ဒီမိုကရေစီစနစ်ဖျက်ဆီးခဲ့ရပါ 1994မှာဘူနေဝင်းရဲ့အာနာသိန်းဆိုရကရွေးကောက်ပွဲပြန်လုပ်ခဲ့ပါတယ်1994ကနေ1985အထိရွေးကောက်ပွဲ၄ကြိမ်လုပ်ခဲ့ပါတယ်ဒါပေမဲ့ပါတီစုံရွေးကောက်ပွဲမဟုတ်ပါဘူးတပါတီရွေးကောက်ပွဲပါတပါတီတည်းပြိုင်တော့သူ့ရဲ့မြမဆူရှယ်လစ်လမ်းစဉ်ပါတီကတရားရဂိုင်းတုံးအမြဲနိုင်ခဲ့ပါတယ်ပြည်သူတွေကိုအတင်းအာဓမ္မမဲပေးခိုင်းတဲ့စနစ်ပါဒီနေ့အပြင်ပြည်သူတွေဟာ post voters ဖြစ်ခဲ့ရတယ် အဲ့ဒီကာလကနှစ်ပေါင်း26နှစ်တိတိကြာခဲ့ပါတယ်။စစ်မှန်တဲ့ရွေးကောက်ပွဲတွေမရှိတော့ဒီမိုကရေစီလည်းစိတ်သုံးခဲ့ရတာပေါ့။ဆိုတော့တိုင်းပြည်ရဲ့ရွေးကောက်ပွဲတွေကိုဖျက်ဆီးပြီးဒီမိုကရေစီစနစ်ကိုအစောဆုံးဖျက်ဆီးခဲ့တဲ့ပထမဆုံးအပြစ်သားကတော့ဘူနီဝင်းပါပဲ။နံပါတ်1တရားခံလို့ဆိုရမှာပါ။1988မှာတော့တပါတီအာဏာရှင်စနစ်ကိုစန့်ကျင်ဆန္ဒပြမှုတွေကြောင့်ဘူနီဝင်းအစိုးရစင်းပြေးခဲ့ရပါတယ်။ဒါပေမဲ့လည်း သူရဲ့ဗိုလ်ချုပ်တွေကပဲအာဏာလွှဲယူခဲ့ပါတယ်ပြည်သူတွေရဲ့ဒီမိုကရေစီတောင်းဆိုမှုတွေကြောင့်အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကပါတီစုံရွေးကောက်ပွဲကျင်းပပေးမယ်ဆိုပြီးဒီပေးခဲ့ရတယ်1990မေလ28ရက်နေ့မှာရွေးကောက်ပွဲကိုကျင်းပပေးခဲ့ပါတယ်1960ရွေးကောက်ပွဲနောက်ပိုင်းနှစ်30ကြာပြီးမှပြည်သူတွေအနေနဲ့ပထမဆုံးအကြိမ်မဲပြန်ပေးခွင့်ရခဲ့တာပါရွေးကောက်ပွဲမှာပါတီပေါင်း63ပါတီဝင်ပြိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာ မဲပေးပိုင်ခွင့်ရှိတဲ့ပြည်သူသန်း20ကျော်တဲက14သန်းကျော်မဲပေးခဲ့ကြပါတယ်။ရာဂိုင်နှုန်းနဲ့ဆို83ရာဂိုင်နှုန်းမှာပြည်သူတွေအတွက်အဲ့ဒီရွေးကောက်ပွဲဟာလူတဦးပါတီတစ်ခုကိုရွေးချယ်တာတဲ့ပို့ပါတယ်။အဓိကတော့အာဏာရှင်စနစ်အဆုံးသတ်ဖို့ဒီမိုကရေစီပြန်လည်ထူထောင်ဖို့အတွက်ပါပဲ။ပြောရရင်နိုင်ငံရေးမှာ ဝင်ရှုပ်နေတဲ့စစ်ဘိုလ်ချုပ်တွေကိုစစ်တမ်းလျားပြန်ပို့ဖို့ပါ။ ဒါမြန်မာပြည်သူတွေရဲ့နိုင်ငံရေးအသည့်ဘယ်လောက်ရှိလဲဆိုတာကိုပြတာပါပါတီတွေများလို့ရောင်းဝါးဝါးမဖြစ်ပါဘူး NLD ပါတီကတနိုင်ငံလုံး80ရာခိုင်နှုန်းကျော်အနိုင်ရခဲ့တယ်လို့ SNLD ပါတီကဒုတိယအများဆုံးနိုင်ခဲ့ပါတယ်ဒါတော့မှဒေါန်ဆန်းစုကြည်နဲ့ချုပ်ပါတီခေါင်းဆောင်တွေကိုဖန်တာပြီးလှုပ်တဲ့ရွေးကောက်ပွဲပါစစ်စိုးရခေါင်းဆောင်ဘူစောမောင်ကသူတို့အစိုးရယာယီအစိုးရသာဖြစ်ပြီးနိုင်ရတဲ့ပါတီကိုအနာလွှဲပြီးတာနဲ့စစ်တမ်းလျပြန်မယ်လို့ ထက်ခါထက်ခါဂရီပေးခဲ့ပါတယ်ခြေကံဥပဒေရေးဆွဲဖို့ကလည်းသူတို့တောင်းရင်မဟုတ်ဘူးလို့ဆိုပါတယ်အဲ့ဒီအချိန်မှာအတွင်းမှုတစ်ဘုခင်ညွန့်ကလည်းအာနာသိမ့်ပြီးကြပိုင်းအတွင်းနိုင်ငံခြားကောင်စစ်ဝင်နဲ့တွေ့တဲ့ဘက်မှာအနိုင်ရတဲ့ပါတီကိုအာနာလွှဲမယ်လို့ထက်ခရီပေးခဲ့ပါတယ်ဒါပေမဲ့စစ်ဗိုလ်ချုပ်တွေကဂတိတည်တဲ့သူတွေမဟုတ်ပါသူတို့နိုင်စေချင်တဲ့ဘူနေဝင်းရဲ့မဆာလာတစ်ဖြစ်ပြောင်းတိုင်းဟင်းသားစီလုံးညီညွတ်ပါတီ မနိုင်တဲ့အခါမှာတော့အာနာမလွှဲပဲညစ်ပတ်ခဲ့ကြပါတယ်ဒါကတော့မနိုင်ညစ်မယ်ဆိုတဲ့အစင်တန်းနေကြတဲ့စိတ်သက်ကိုပြရတာပါသူတဲ့ဘူတန်းရွှေနဲ့ဘုခင်ညွန့်တို့ပါဘုရုစောမောင်ကတော့အာနာလွှဲပေးခြင်းတယ်လို့ပြောခဲ့တာ ရှိပါတယ်ဒါကြောင့်မဲ့သူ့ကိုယာရုကထယ်ခဲ့တယ်လို့သုံးသက်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့မမေ့ဖို့ကဘူစောမောင်ကလည်းအနာသိန်းကောင်းဆောင်တယောက်ဖြစ်ပြီး ရေးတော်ပုံအတွင်းမှာဆန္ဒပြသူ3000ကျော်ကိုတက်ဖြတ်ခဲ့တဲ့တာဝန်ရှိတဲ့သူဆိုတာမမေ့တင်ပါဘူးဆိုတော့သူတို့အစိုးရအာဏာမလွှဲတဲ့အပြင်အနိုင်ရပါတီတွေရဲ့ရေးကောက်ခံအမတ်တွေကိုထောင်သွင်းအကျဉ်းချခဲ့ပါသေးတယ်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကအာဏာလွှဲဖို့ပြစ်ဆုံဆွေးနွေးဖို့တောင်းဆိုတာတွေကိုနားမထောင်ခဲ့ပါဘူးဘူတန်ရှင်ရဲ့ဘူဂျုတ်တွေက နောက်ထပ်23နှစ်ကြာအောင်နိုင်ငံကိုဆက်အုပ်ချုပ်ခဲ့ပါတယ် တို့စိတ်တိုင်းကြဖွဲ့စည်းပုံကိုရေးဆွဲပြီးတို့ရဲ့နိုင်ငံရေးလမ်းစဉ်ခုနှစ်ချက်ကိုပြည်သူစံနာနဲ့စန့်ကြည့်ပြီးလုပ်ခဲ့ပါတယ်အဲ့ဒီဖွဲ့စည်းပုံနဲ့2010မှာရွေးကောက်ပွဲကိုကျင်းပခဲ့တာပါအဓိကတော့1990ရွေးကောက်ပွဲရလက်ချက်သိမ်းပြစ်ဖို့ပါပဲဒီနေ့အပြင်1990မှာမဲပေးခဲ့တဲ့ပြည်သူ14သန်းကျော်ရဲ့မဲတွေကိုဖျက်ဆီးပစ်လိုက်တာဒါကြောင့်1990ရွေးကောက်ပွဲရလက်ဖျက်ဆီးတဲ့အဓိက2ယောက်ကတော့ ဘူတန်းရွှင်နဲ့ဘူခင်ညို့တော့ပါပဲနောက်ထပ်အပြစ်သားဘူကျုံနှစ်ယောက်လို့ပြောရမှာပါဘူတန်းရွှင်ရဲ့ရွေးကောက်ပွဲအပြစ်ကဒါတွေမဟုတ်သေးပါဘူးနောက်တစ်ဆက်ရွေးကောက်ပွဲအထိကျူးလွန်ခဲ့တာပါဒီနေရာမှာနောက်ထပ်အဓိကတရားခံတူဦးကတော့ဘူကျုံကြီးသိန်းစိန်ပါဘူသိန်းစိန်ရဲ့စစ်တပ်ကမြန်မာနိုင်ငံရေးမှာဥဆောင်ကဏ္ဍမှာအမြဲပါဝင်နေဖို့ရောင်ရှိဖွဲ့စည်းပုံရေးဆွဲခဲ့တဲ့မြို့သားညီလာခံမှာဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့သူပါဆိုတော့ စစ်တပ်ထာဝရအုပ်ချုပ်နိုင်ဖို့အတွက်2010ရွေးကောက်ပွဲမတိုင်ခင်ကတည်းကကြိုတင်ပြင်ဆင်နေတဲ့ဗိုလ်ချုပ်တွေကအဓိကလူတစ်ယောက်ပါအဲ့ဒါတွေပြင်ဆင်ပြီးမှသူတို့အစိုးဆိုးရဟာ2010ရွေးကောက်ပွဲကိုစိတ်တိုင်းကျကျင်းပခဲ့ပါတယ်1990ရွေးကောက်ပွဲတုန်းကလိုပဲအဓိက အတိုက်အခံခေါင်းဆောင်တွေကိုဖမ်းဆီးထားပြီးကျင်းပခဲ့တာအဲ့ဒါကြောင့်လူကြိုက်များတဲ့ NLD တို့ SND တို့အပါအဝင်တခြားတိုင်းရင်းသားပါတီတွေက ရွေးကောက်ပွဲမှာဝင်မပြိုင်ပဲတပိတ်ပေါက်ခဲ့ကြပါတယ်2010ရွေးကောက်ပွဲကိုနိုဝင်ဘာလ9ရက်နေ့မှာကျင်းပခဲ့ပါတယ်ကျွန်တော်တို့မြန်မာပြည်သူတွေကအချင်းမဟုတ်ပါဘူးရွေးကောက်ပွဲမလုပ်ခင်ကတည်းကပဲအဲ့ဒီရွေးကောက်ပွဲဟာတရားမျှတမှာမဟုတ်ဘူးဆိုတာသိတဲ့အတွက်ပြည်သူအများစုကတပိတ်ပေါက်ခဲ့ပါတယ်နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်သူတွေကလည်းခွင့်မပြုခဲ့ပါဘူးဗိုလ်ချုပ်တွေရဲ့ပါတီဖြစ်တဲ့ကြန့်ခိုင်ရေးပါတီဟာချုပ်တင်မဲတွေနဲ့မဲလိမ်ပြီး80ရာခိုင်နှုန်းအနိုင်ရခဲ့ပါတယ်ပါတီရဲ့ဥက္ကဋ္ဌ ူကျော်ဟောင်းဦးသိန်းစိန်မှာစစ်ဗိုလ်ချုပ်ဟောင်းဦးသိန်းစိန်တမနာဖြစ်ဖို့အတွက်လိန်ခဲ့ရတဲ့ရွေးကောက်ပွဲပါရွေးကောက်ပွဲပြီးတပတ်အကြာမှာနိုဝင်ဘာ23ရက်နေ့ကျမှဒေါ်ဆန်းစုကြည်ကို နေ ကြကြုတ်ကလှုပ်ပေးခဲ့ပါတယ်ထားကောင်းဆောင်တွေလည်းအလားတူပါပဲ အတိုက်ခံကောင်းဆောင်တွေကိုချုပ်နှောင်ထားပြီးမှလုံရဲတဲ့ရွေးကောက်ပွဲပါ1990ရွေးကောက်ပွဲတုန်းကလည်းဒီလိုပါပဲဒါကတော့ရွေးကောက်ပွဲနဲ့ပတ်သက်လာရင်ဘုံကျုံကြီးတွေရဲ့သူရတက်တည်ဘလောက်ရှိလဲဆိုတော့ရတာပါပဲဆိုတော့2010ရွေးကောက်ပွဲကိုမဲလိမ်ပြီးနိုင်ယူခဲ့တဲ့အဓိကတရားခံလူကတော့ဘူတန်းရွှေနဲ့ဘူဂျောင်းတမရဦးသိန်းစိန်တို့ပါပဲဒါပေမဲ့2015ရွေးကောက်ပွဲမှာတော့ဦးသိန်းစိန်အစိုးရ အနိုင်ရတဲ့ပါတီကိုအနာလွှဲပေးခဲ့ပါတယ်။မဲပေးခဲ့တဲ့ပြည်သူ၂၄တန်းကလည်းသူတို့မဲရီပထမဆုံးအကြိမ်အရာထင်ခဲ့လို့တနိုင်ငံလုံးအောင်ပွဲခံခဲ့ကြပါတယ်။ဒါ1960ရွေးကောက်ပွဲအပြီး56နှစ်အကြာမှာပြည်သူတွေရွေးချယ်တဲ့ရတားအစိုးရပထမဆုံးဖွင့်နိုင်ခဲ့တာပါ။ပြောရမယ်ဆိုရင်ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေနဲ့ဗိုလ်ချုပ်တွေအားလုံးအံ့ဩခဲ့ရတဲ့ရွေးကောက်ပွဲရလဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဘူဂျိုကြီးဟောင်းဦးတင်အေးကိုတိုင်က သူဘလောက်အန်အော့ခဲ့ရတယ်လဲဆိုတာကိုကျွန်တော်နဲ့အင်တာဗျူးမှာဝန်ခံခဲ့ပါတယ်အမှန်တိုင်းပြောရင်အန်အော့ပါတယ်မန်အန်အော့ပါတယ်အိုးတွတ်ထားတာနဲ့မတူညီလို့လည်းပြောလို့ရပါတယ်ဒါတော့ရေကောက်ဖို့အကျူကားလာမှာတော့ခရလည်းကြားမှာပါအဲတနိုင်ငံလုံးလုံးလောကခံမနေတာတော့အဲတပါတီးတဲ့ပဲအပြတ်သက်နိုင်ကြအကြောင်းရှိဘူးနော်ဒီကိနောပြောလို့တော့ဝီကမ်းမျိုးတော့ မရှိနိုင်ဘူးအဲကြောင့်အဲဒီ negotiate လုပ်သွားမယ့်အပိုင်းရှိတယ်အဲအဲ့ဒီကလည်းပဲ energy အသာသီးရှိတယ်သို့တော်လည်းပဲခုနပြောတဲ့ကြံ့ခိုင်အနေနဲ့လည်းပဲဘယ်လိုပဲပြောပြောနော်အဲတမန်တော်ပေါင်းရင်တော့သူအစိုးဖွင့်နိုင်မယ်အဲဒီလိုတွေးတာလည်းရှိပါတယ်ဒါပေမဲ့ကြောင်ကြာကြာရေမကုန်းနိုင်ဘူးဆိုလို့ပဲစစ်ဘိုလ်ချုပ်တွေရဲ့ငကုံမူလစိတ်ကတော့ရေကောက်ပွဲတက်တန်းတစ်ခုစာ၅နှစ်ပဲခံခဲ့ပါတယ် 2020ရွေးကောက်ပွဲမှာသူတို့ရဲ့ဇယိုင်းမှန်တွေပြန်ပေါ်လာပါတယ်။သူတို့ပါတီမနိုင်တော့စစ်တပ်ရဲ့နိုင်ငံရေးလမ်းစဉ်ဖြစ်တဲ့အာနာသိန်းတဲ့နီးနဲ့အာနာကိုပြန်လူယူခဲ့ပါတယ်။ဒီဒီချိန်တော့ကိုတန်းရွှေတက်ချုပ်အဖြစ်ခံထားခဲ့တဲ့လက်ရှိစစ်ကောင်းဆောင်မင်းအောင်လှိုင်ကအာနာသိမ်းခဲ့တာပါ။သူရဲ့အာနာတမန်မှုသမဏဖြစ်ချင်တဲ့နိုင်ငံရေးလောဘတွေကအဓိကတွန်းအားဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီနေရာမှာသူ့ကိုဝိုင်းမြောက်ပေးခဲ့တဲ့နိုင်ငံရေးသမားတွေနဲ့ ိုင်းသားကောင်းဆောင်တချို့လည်းပါပါတယ်သူတို့ကရွေးကောက်ပွဲသာတရားမမျှတရင်တက်ချုပ်အနေနဲ့မလုပ်ပေးနိုင် မလဲလို့သွားမိခဲ့ကြပါတယ်စီကောင်းဆောင်မင်းအွန်လိုင်းကသူမလို့ရတာဘာမှမရှိဘူးလို့ပြန်ဖြေခဲ့ပါတယ်အဲ့ဒီနိုင်ငံရေးသမားတွေကိုလည်းအနာသိမ့်ဖို့ဗီတီပေးတဲ့လူစင်းထဲမှာ မတန်းတင်ထားဖို့လိုပါတယ်ကျွန်တော်ထင်တာကတော့စင်းကရှေ့နိုင်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ် တချို့မင်းအောင်လိုင်ဟာပြည်သူ28တန်းကပေးခဲ့တဲ့မဲတွေကိုသူ့ရဲ့ရှေ့ဆရာဘူဂျုတ်တွေရဲ့ခြေရနင်းပြီးဖြတ်စည်းခဲ့ပြန်သူ့ရဲ့အနာသိမှုကိုပြည်သူတွေက အပြင်းထန်ဆန့်ကျင်ခဲ့ကြပါတယ်။ဒီနေ့အပြင်ဒီမိုကရေစီကို ကာကွယ်ရဲကြတာပါ။နောက်ဆုံးတော့ဘူဂျုတ်တွေကအနာတနက်ပြောင်းွားကလာတယ်ဆိုတဲ့လက်နက်အားကိုတဲ့နိုင်ငံရေးလမ်းစဉ်ကိုပဲကျင့်သုံးတတ်တဲ့သူတွေပါ။ဒီလိုရေကောက်ဝဲရလက်ကိုဖြတ်စည်းခဲ့တဲ့ စစ်ကောင်းဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကရောဘလို့ဖြစ်နိုင်ပါသလဲတကယ်တော့ဒီမေးခွန်းဟာစဉ်းစားစရာတော့မလိုပါဘူးပြည်သူအများစုကလည်းလက်မခံသလိုဒီမိုကရေစီနိုင်ငံတွေကလည်းမထောက်ခံပါဘူးဒါပေမဲ့စစ်ကောင်းဆောင်မှာသူ့ပြည်သက်နဲ့သူတော့ရှိပါတယ်အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ရုရှားတရုတ်တို့ပါပဲအိန္ဒိယနိုင်ငံတချို့ကလည်းသူ့ကိုထောက်ခံနေတာတွေ့ရပါတယ်နောက်ပြီးရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ပါတီတွေလည်းရှိပါတယ် ုကော်ဘယ်ဝင်ရှင်ပြိုင်ဖို့အတွက်မျက်ပုံတင်ထားတဲ့နိုင်ငံရေးပါတီ89ပါတီရှိပါတယ်2020ရွေးကောက်ပွဲရလဒ်ကိုဖျက်ပြီးကလေးတွေပါဝင်ပြည်သူတွေကိုနေတိုင်းဘုံကျဲတက်ဖြတ်နေတဲ့စစ်ကောင်းဆောင် လုံးမဲ့ရွေးကောက်ပွဲမှာပါဝင် ရှင်ပြိုင်ရမယ်ဆိုတော့ကဲကျွန်တော်တို့ဘယ်လိုသဘောထားရမှာလဲနိုင်ငံရေးမူရပြောရမယ်ဆိုရင်ပြည်သူကိုစန့်ကျင်ပြီးဖက်ဆစ်လုပ်တဲ့ရွေးကောက်ပွဲမှာဝင်ပါလာပါပဲဘာပဲပြောပြော စစ်ကောင်းဆောင်ကတော့ရွေးကောက်ပွဲကိုရအောင်လုပ်မှာပါ။ဒါပေမဲ့တေချာတာကလည်းအာနာလွှဲဖို့မဟုတ်ပါဘူး။သူအာနာတည်မြဲဖို့လုပ်တာပါ။ဒါပေမဲ့ရွေးကောက်ပွဲမှာဘယ်ပါတီနိုင်မလဲ။ဘယ်သူတံမရဖြစ်လာမလဲဆိုတာအားလုံးသိပြီးလားမလား။၎င်းရှိဖွဲ့စည်းပုံအရဆိုရင်တံမရကရွေးကောက်ပွဲ ဝင်စရာမလိုပါဘူး။ဆိုတော့ရွေးကောက်ပွဲပြီးရင်ခေါင်းပေါင်းတကားကနဲ့ကိုတွေ့လာမှာကတော့သူလဲဆိုတာအားလုံးမှန်းဆလို့ရပါတယ်။ ါပေမဲ့ပြည်သူအများစုကသူ့ရွေးကောက်ပွဲကိုလက်မခံတာသိကြပါတယ်တကယ်သာဆိုလွတ်လပ်တဲ့ရွေးကောက်ပွဲမှာစစ်တပ်ကပါတီဖွဲ့ပြီးလိုပဲမဲပုံးထောင်တောင်ဘရော့မှနိုင်မှာမဟုတ်ပါဘူးတကယ်တော့သူတို့ရဲ့နေရာမှန်ကစစ်တမ်းလဲရပါပဲဒါပေမဲ့လက်ရှိဗိုလ်ချုပ်တွေအတွက်တော့စစ်တမ်းလဲရတော့ပြန်လို့မရနိုင်တော့ပါဘူးသူတို့ကျူးလွန်ထားတဲ့ယာဇွင့်မှုတွေအတွက်ထိုက်တန်တဲ့အပြစ်ပေးခံရဖို့လိုပါတယ်ဒီနေရာမှာပြည်သူတွေရဲ့တကယ့်ဆန္ဒကတော့ သူတို့ကိုကြိုးစင်တင်ဖို့ပဲ ဖြစ်မှာတေးကြပါလေစတေးစထရောင်းဂလတ်